ကျမရဲ့မေဒီယာ channel လေးကိုနားဆင်အားပေးနေကြတဲ့စာပေချစ်ပရိသတ်များလုံးမေမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမိဇလန်ကတော့ထူးထွေအမကန်ဖြည့်ရစံတစ်လူအမည်ရတဲ့တတိသံဝေကရှာပွေရာပရလောကဖြည့်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါဦးရှင်။ ကျွန်တော်အိမ်ရှိမှထိုင်ပြီးစာရေးနေစေမှာခြံရှိလူတအူးကလာရပြီးလှမ်းကြည့်နေတာကိုသတိပြုမိရင်ဒီရက်ဒီဒေတာကိုကျွန်တော်တို့မိသားစုပြောင်းရွှေ့နေတိုင်းတာတနည်းခန့်သာရှိသေးတယ်။ဘဝင်းကျင်ကလူရင်းနေလင်းအတက်နိုင်ဆောင်ကင်းကင်းရှိရှိနေခဲ့တယ်။ကျွန်တော်နာမည်နဲ့ကျွန်တော်လက်ကမ်းကိုတီးကြအောင်မေတော့မဟုတ်ပါဘူး။မနက်ဖက်မှာလွယ်ကလေးလွယ်ပြီးကြော့ကြော့မော်မော်ထွက်သွားတယ်။ညာမိုးချုံမှအိမ်ပြန်လာတော့သူတို့တွေ့မြင်ကြတယ်။ ကျွန်တော်နဲ့ဒီကျန်းတဲ့လူကြီးကတော့ကျွန်တော်အကြောင်းကိုတည်ထားပါတယ်။ဆရာကြီးဝင်ခွင့်ပြုပါအောင်ဆရာနဲ့တွေ့ကြလို့ပါ။လူငယ်တူဦးကခွင့်တောင်းနေ။ဟုတ်ကဲ့ဝင်ခဲ့လီပြ။ကျွန်တော်ကအိမ်မော်ကနေဆင်းပြီးစီးကျူလိုက်တယ်။ဘာကိစ္စလဲမောင်ရင်။ကျွန်တော်ကသင်္ကာလမ်းထဲမှာနေပါတယ်။ဆရာမိတ်ဆွေဦးကံဦးတို့အိမ်နာကပါ။ကျွန်တော်ညီဘာဖြစ်မှန်းမသိဘူးဆရာ။ မျက်လုံးကြီးကလေးကလေးနဲ့ပါဇက်ကလည်းတွေးခရကိုပြောနေတယ်ကျုံးပြီးတော့လည်းအော်နေရဆရာမင်းကြီးကဘယ်ရွှေလဲကွယ်အသက်၁၈နှစ်ပါဆရာခဏဆောင်ပါငါလိုက်ခဲ့ပါမယ်ကျွန်တော်ကထိုးလူငယ်ကိုမသိပေမဲ့ကိုကံဦးလွတ်လိုက်တယ်လို့ယူဆလို့အဖိုးဆရာသိမ်းပေးထားတယ်တိတ်ထိတ်ဝင်ပတိကိုယူပြီးလူငယ်နဲ့တူလိုက်လာခဲ့တယ်ထိုးအိမ်မှာဦးကံဦးကတော့ရောင်းနှင်းနေတယ် ြီးမဗျာကောင်လေးကိုဘာရီဝင်ဘူးဘာရီဝင်စင်းနေမှမသိလို့ဆရာ့ကိုအခေါ်လွတ်လိုက်တာကိုကံဦးကကျွန်တော်လက်ကိုကင်ထားရင်းနေပြောဆိုရင်အဲ့ဒီကောင်လေးရောဘဲမလဲရှိပါရင်အခန်းထဲမှာပိတ်ထားတယ်ဟုံနိုင်ကျဲနေတာပဲမနေ့ကဘုံလုံးကံပြီးပြန်လာကလေးကဖြစ်တာဘိုက်ကိုနှိပ်ပြီးတော့អော်နေတာပဲတညာလုံးနဲ့អော်နေတာအိတ်လဲမိတ်ဖို့ဆရာသူ့ကိုမေးပြန်တော့လေဘာဖြစ်လို့ဖြစ်မှန်းလည်းမသိဘူး ကျွန်တော်က ကောင်လေးကိုပိတ်ထားတဲ့အခန်းတကားကိုဖွင့်ခိုင်းတယ်။တကားပွင့်လာနေကောင်လေးကအိပ်ရာထဲမှာထားထိုင်နေ။ကောင်လေးမင်းဘာဖြစ်နေသလဲ။ကောင်လေးကလည်းကျွန်တော်မေးတာကမဖြစ်ကျွန်တော်ကမထီမဲ့မြင်မခန့်လေးစားပုံစံနဲ့သာဆက်ဆက်နေ။ကျွန်တော်ကသူ့အနာကိုရှောက်သွားတယ်။သူ့မျက်နှာကိုအငဲခတ်တယ်။သူ့မျက်လုံးကလဲနေသလိုပဲ။ကျွန်တော်ကသိထွင့်ဝင်ပြီးကိုကောင်လေးရဲ့လေဘေးမှာဆွဲပြီးတယ်။ ်ကောင်လေးကလည်းမျက်လုံးအဆုံးမိတ်သွားတယ်ကျွန်တော်ကသူ့အကောင်ဘောကို ကျွန်တော်ရဲ့ညာဘက်လက်ဖွားနဲ့အုံမိုးလိုက်တယ်မင်းဘာကြောင့်ကောင်လေးကိုဒုက္ခပေးနေရလဲမင်းမသိလဲငါ့ကိုပြောစမ်းမင်းကိုတိတ်တိဝင်မရင်းနဲ့ချီထားပေးပြီနော်ကျုပ်ဒီကောင်လေးကိုလုံးဝမကြည့်နဲ့ဟုတ်ဒီကောင်လေးကျုပ်ကိုစော်ကားထားတယ်ကောင်လေးရဲ့ပင်ကိုအတန်မဟုတ်မန်းကိုကျွန်တော်နဲ့တကွာသူတို့မိသားစုအလုံးသိကြတယ် ကောင်လေးရဲ့အဖေနဲ့မိကလည်းတယောက်ရဲ့မျက်နှာတယောက်ကြည့်ပြီးကောင်းတဆက်ဆက်ငြိမ်းကြတယ်။ဒီကောင်လေးဟာမင်းကိုဘလို့စော်ကားသလဲ။ကျုပ်နေတိုင်းတဲ့တစ်ပင်ကိုမဖွဲမရပြပြီးအညစ်အကြေးစုံသွားတယ်။တတွင်းနဲ့လည်းထွေးသွားတယ်။ကျွန်တော်ကကောင်လေးအကိုကိုလှမ်းပြီးတော့ခေါ်မေးတယ်။မင်းရဲ့ညီလေးဘောလုံးကန်နဲ့ဘောလုံးခွင်းထဲမှာတစ်ပင်ကြီးကြီးမားမားရှိသလား။ကောင်လေးရဲ့ကိုကတွေ့ဝေပြီးတော့စဉ်းစားတယ်။ ဟုတ်ကဲ့ပါဆရာဘောလုံးကွေးထဲမှာတရက်ပင်ကြီးတော့ရှိရဲ့ဟာဒါဆိုရင်တော့ဟုတ်ပြီမနေ့ကမင်းရဲ့ညီကအဲ့ဒီသစ်ပင်မှာအညစ်အကြေးတွေစွန်းလို့အဆောင်ရှောင်းကမကြည်နှက်ဖြစ်ပြီးလှုပ်ထားတာอืมဒီကောင်ကဇယိုက်ဆိုတယ်သူမထင်မထင်သလိုလှုပ်တဲ့တည်းဆရာသူ့အဖေကဝန်ပြောတယ်ဒါဆိုရင်မင်းကကောင်လေးကိုနှိပ်စက်ထားတာပေါ့ဟုတ်လားဟုတ်တယ်ကျုပ်ကသူကစော်ကားထားလို့ပါ မင်းကြည်နံငါတို့ဘလို့ဆောင်ရပေးရမလဲတပင်ချင်းရင်ကနန်းစော်နေတဲ့အညစ်အကြေးတွေမရှိအောင်လှုပ်ပေးရင်ကျေနပ်ပါတယ်မင်းကြည်နံအောင်ဆောင်ရပေးမယ်ကောင်းလေးတတပြောက်ကြီးအောင်တော့လှုပ်ပေးတော့ကျွန်တော်ကလည်းဘုံလုံးကွင်းထဲမှာတည့်ရပင်ကို အမွှေးနဲ့သာများနဲ့စေကြောခိုင်းနေကောင်းလေးရဲ့အကိုပြန်လာရင်ကောင်းလေးရဲ့လေဘေးမှာတိတ်ထိတ်ဝင်ပတိကိုဖြုတ်ပြီးနှစ်ဖူးကိုလက်နဲ့တားပုတ်ခိုင်းနေကောင်းလေးရဲ့ထဲမှာတပြင်းချီကြီးချတဲ့တော့ကြားလဲရတယ် ဘလို့နေသေးလေကောင်းလေဘလို့မှမနေပါမို့စရာမနေကမင်းဟာသစ်ပင်အောင်မှာမတိုးရှုံမတောင်းမှန်မဲ့အညစ်ကြီးစွန်းတော့အဲ့ဒီသစ်ပင်မှာနေတဲ့မကောင်းစဘကမကြင်နဲ့ဖြစ်ပြီးလှုပ်ထားတာကွာစီးရီတားအောင်တာပဲစရာလက်နဲ့ညှစ်ထားသလိုပဲခန်းခတ်လိုက်တောင်တညာလုံးသီလူမျိုးပါခံစားရတာပါစရာရဲ့မျက်စိနဲ့မမြင်နိုင်မတွေးနိုင်မိမယ်ပရာလောကသားတွေကနေရာတိုင်းမှာရှိကြတယ် အဖိုးငယ်စင်ကလေးကဂါထာမတန်ပေါင်းများစွာရုပ်ဖက်ပြီးဒိဋ္ဌိဝင်ထားရင်ဒိဋ္ဌိဝင်ပတိကိုတော့သူတို့ဘာအခံလို့ရပါမလဲကျွန်တော်ကိုယ်တိုင်ညာရန်ဂါရမန္တန်နေရှိပြီးဒိဋ္ဌိတင်ထားတာပဲရွှေတောင်အထက်ထက်ခါကရောင်တင်ပြောင်းလက်လာသေးရပဲဗုဒ္ဓဗျာရှိရဲ့ဂါရမန္တန်နေက အခါပေါင်းထောင်သောများစွာရုပ်ဖက်ဘူးဆိုတော့ဒိဋ္ဌိတကုနဲ့ပြည့်စုံလာပုံ ျွန်တော်ကိုကောင်းလေးရဲ့မိဘကညံဘူးစော်ကတော့ကတော့တယ်ကျွန်တော်ကတော့လက်မခံခဲ့ဗုဒ္ဓရဲ့ဂါထာမန္တန်တော်များအစမ်းထမျက်နာကိုယုံကြည်ပါခြင်းကိုညီယာကျွနဲ့တယ်လို့ပြောဆိုပြီးအင်ကိုပြန်လာခဲ့တယ်ထူးထွေအမခံဖြည့်ရစံနေ့ ကိုကံဦးကကျွန်ုပ်အိမ်ကိုမကြာခဏလာလေတဲ့တဲ့ကျွန်တော်ကိုယ်တိုင်မကန်စင်းများဂမ်မီယလုံးချင်းများဂမ်မီယဝဲထွေသူများစာရေးသူမို့ဂမ်မီယပြည့်ရဲ့များကိုနှစ်ဦးသာဆွေးနွေးပြတဲ့တနေ့မှာကိုကံဦးကတော့ပြောတယ်ကျွန်တော်မိစေမိသားစုတစုရှိရဲ့ဆရာအိမ်ပိုင်ဈာပိုင်ရှိပြီးအဲ့ဒီအိမ်မှာတယောက်မှမနေရဲကြဘူးဟင်ဘာဖြစ်လို့တုံးပြပထမအဲ့ဒီအိမ်မှာလူသတ်မှုဖြစ်တဲ့ ကျွန်တော်မိတ်ဆွေရဲ့သားကိုအယက်သမားတို့ကအိမ်မော်တက်ပြီးဓာတ်နဲ့ခုတ်သွားတာအဲဒီကောင်လေးကအစိမ့်သေးဆိုတော့မကြုတ်ဘူးပုံချောက်လိုက်တာမှပြုံးနေပါနဲ့တော့တနေ့တော့သေသွားတဲ့ကောင်လေးရဲ့တော်နှလုံးရောဂါနဲ့ဆုံးမသွားပြန်တယ်။ညဘက်ဆိုရင်အိမ်ပေါ်တက်ကိုဘယ်သူမှမတက်ရဲဘူး။ဘယ်သူမှလည်းမနေရဲဘူး။လမ်းလျှောက်တန်းတွေကြားနေရတယ်လို့ပြောတယ်။နောက်တော့သူတို့မိသားစုတွေမနေရဲတော့ဘဲအိမ်ကိုတော့ baby တခြားနေရာမှာအိမ်ကသွားနေရဲဆရာ အဲ့ဒီအိမ်ကိုရောက်လာလေဘယ်သူမှမဝေရဲကြဘူးအဲ့ဒီအိမ်ကိုဝယ်မဲ့သူရှိရင်လေအိမ်ရောက်ပြီးတဲ့သူကိုပွဲကအများကြီးပေးမယ်တဲ့ဗျကိုကံဦးရဲ့စကားကြောင့်ကျွန်တော်စိတ်ဝင်သွားတယ်တရေချောက်တယ်ဆိုတဲ့အိမ်ကိုကျွန်တော်လေးလာကြည့်ခြင်းနဲ့သူအတော်တင်အိမ်နဲ့ချံဝဲခြင်းနဲ့ဆိုတော့ကျွန်တော်ရဲ့မိစေတယောက်ကအိမ်ကိုရောက်လာတယ်ကျွန်တော်ကကိုကံဦးပြောတဲ့အိမ်ချောင်းကိုပြောပြတယ်ဟာအဲ့ဒီအိမ်မျိုးကိုတော့မဝေရဲပါမို့စီအောင် ကျွန်တော်မိမကတရေသိကျောက်တတ်တာတရေဆိုတဲ့အတန်ကြားနေနေကြမရှိအောင်ကိုကြောက်တာနော်ဆရာပြောသလိုသာတကယ်ကြောက်တယ်ဆိုရင်တော့မျက်နှာနဲ့နှလုံးသွေးချက်ပြီးတော့တေးမာတော့အမှန်ပဲအဲ့ဒီအိမ်မှာရှိတဲ့သစီတွေတရေတွေကိုမနေနိုင်အောင်ကျွန်တော်ကမုံထုတ်ပေးမယ်ဆိုရင်ကိုဟုတ်ပါမလားဆရာရဲ့ကျွန်တော်ဆောင်ရွက်ပေးမှာပဲအချိန်တော့စောင့်အောင်ပါဗော ကျွန်တော်ကကိုကံဦးကို ထိုရင်ကိုသားရောက်လေးလာခွင့်တောင်းနေအင်းရှင်ကလည်းခြံဝင်းတော့အိမ်တော်ကြီးကိုပြီးထားတယ်။တစုံတစ်ခုဖြစ်နေသူတို့ကိုအမှုဘက်မှကိုစိုးရင်လို့ရက်ွက်လူကြီးများကိုအသီးပေးထားတယ်။ကျွန်တော်ကငယ်စဉ်ကလေးကဘီဘီဒီဒီနေခဲ့သူမို့တဆေတရေရှိတာကိုသိပေမဲ့လုံးဝတော့မကြောက်တဲ့သူပါ။ကျွန်တော်ကလျှက်စင်မီးကိုမဖွင့်မင်းအမောင်ထဲမှာထိုင်ပြီး စေပေါ်လေးကိုတောင်းမိတယ်။ ဒီခြံနဲ့အိမ်ကရက်ွက်အစုံဆုံးကြတာမို့တခြားအိမ်များနဲ့အလံဝေးတယ်။ခြံထဲမှာအုပ်ဆိုင်နေတဲ့သစ်ပင်များရှိတယ်။ဒီခြံနဲ့ဒီအိမ်လေးကိုလူပြဝင်သွားတာကိုမြင်သူတိုင်းကဒူလောဒူလောနဲ့တွေးနေတာတော့အမှန်ပါ။ညစင်နာရီကျော်တော့တရက်ွက်လုံးတိတ်ဆိတ်ငြိမ်သက်သွားတယ်။တခါဒီအမဟိုဝေးစီမှာဆဲဆဲငငယ်အိုလိုက်တဲ့ခွေးဥတန်းကိုတော့ကြားနေရသေးပါ။ကြောက်စိတ်ရှိသူသားဆိုရင်တော့ထပြေးမှသေးကြတယ် ျွန်တော်ကတော့မိမိအိမ်လိုပဲသဘောထားတယ်။ရွေးနေကြခါခါကိုတောင်းရင်နားဆွေနေမိတယ်။မျက်နှာချိန်မှာအိမ်ပေါ်တက်မှာလမ်းလျှောက်တန်းကိုစပြီးတော့ကြားတယ်။ဒီလမ်းလျှောက်တန်းကိုပဝင်းကျင်ကြီးအိမ်များမှာလူတွေကတော့ကြားနိုင်တန်းရှိမယ်မတင်။တစုံတစ်ခုသောပစ္စည်းကိုအဝေးကိုလွှင့်ပြလိုက်တဲ့ကြားရပြန်နေ။သွင်းညီနန်းလူလူအပုံးနန်းလူလူကနှာခေါင်းထဲကိုဒိုးဝင်လာတဲ့ အိမ်ပေါ်မှလမ်းလျှောက်တန်းတွေကပုံမပြင်းထန်လာသလိုထင်ရတယ်။ဟဲ့ကောင်ငါဘလို့မှမကြောက်တတ်ဘူး။မင်းငါနားကိုကတ်လာလို့လည်းမရဘူး။ငါမှတိတ်ထိတ်ဝင်ပတိပါလာတယ်။မင်းတို့ဘာကြောင့်ဒီအိမ်ထဲကိုနှောက်ယှက်နေရလဲ။ကျွန်တော်ကအိမ်ပေါ်တက်ကိုနားဆင်ရင်အိပ်ပျော်သွားတယ်။မနေ့မိုးလင်းတော့အင်ဘော်တက်ကိုတက်ကြည့်တယ်။ဘာပစ္စည်းမှနေရမရင်လူမနေလို့အင်ဘော်တက်မှာဖုံများထူထက်တယ်။ကျွန်တော်ပြုံးလိုက်မိတယ် ကိုကံဦးကညာကအเจ้าများကိုပြန်လေပြောပြရဲ့ကိုဆရာကြီးဆရာတကယ်ယုံသွားပြီမလားတစေတရေရှိတယ်ဆိုတာကိုယုံနေလေဒါပေမဲ့တစေတရေကိုကျွန်တော်ကမှမကြောက်တတ်တာအဲ့ဒီအိမ်ထဲမှာရှိတဲ့တစေတရေတွေကိုကျွန်တော်မောင်းထုတ်ပြစ်မယ်ဟောဆရာရေဖြစ်ပါမလားကျွန်တော်ကလေတရားကြည့်ကြအားထုတ်နေတဲ့ဆရာတော်ကြီးတစ်ပါးကိုအကြည့်လုံးတစ်လုံးကိုဆက်ပြီး ပဋ္ဌံသေးသနာတော်များကိုကြီးမြတ်ပြီးတော့မူပါရန်တောင်းပန်နေ။တရေ၆တိအိမ်မှတရေများကိုနှင်လူလူလူရှောက်ထား၏။ဆရာတော်ကအချီလုံးကိုနှုတ်တော်နားမှာခဲ့ပြီးပဋ္ဌံသေးသနာများကိုချီးမြှင့်နေ။ပဋ္ဌံကျူဖြစ်စီရန်ဆောင်ရွက်ခြင်းဖြစ်တဲ့။ဆရာတော်ထံမှပြန်ရလာတဲ့ပဋ္ဌံကျူကိုကျွန်တော်ကဖျားကုံတော်တရားကုံတော်တန်ခါကုံတော်များအချိန်မောင်းများစွာကျုပ်ဖက်ပြီးဒိဋ္ဌိတည်နေ။ တညမှာအင်အောက်တကယ်ပေါင်းမှာတကားနှရွက်ကိုအချိကျိုးစားနဲ့မြေအောင်ချီရင်ထိုအချိကျိုးနဲ့အင်ပပတ်လေးကိုချီထားရင်ကျွန်တော်ကိုယ်တိုင်ကအင်သေးကိုဝင်ပြီးဂါရမန်တန်ကိုယူဆိုရင်အင်ဘော်ဓာတ်ကိုနားဆင်နေရင်အင်ဘော်ဓာတ်မှာရောက်ရက်ကပ်နေတဲ့အတန်းများကိုကြားရရင်ကိုစားမောင်ရဲ့ကိုစားမောင်အင်ရှိမဥကန်ဥရဲ့ခေါ်တန်းကိုကြားရရင်ကျွန်တော်ကအင်ရှိကိုလက်နှိပ်ဓမင်းနဲ့ထိုးကြည့်ရင် ကိုကံဦးနဲ့လူငယ်တို့တော့အိမ်ရှိမှာရန်နေတာကိုမြင်ရတယ်။ဟာဆရာကျိုးရီကတန်းထားတာဆိုတော့ကျွန်တော်တို့လာလို့ရပါမလား။ရပါတယ်ဗျဝင်လာခဲ့ပါ။ကိုကံဦးနဲ့သူ့ဖိုးကအိမ်အောင်တက်ကိုဝင်လာတယ်။အိမ်မော်မအတန်များကိုကြားတာနဲ့သူတို့မျက်နှာအမူကြပြတ်သွားတယ်။ဟာမလဲပါလား။ဆရာသာမရှိရင်ကျွန်တော်တို့သွေးပြက်မှာအမှန်ပဲ။ အိမ်မောင်မစူညံတဲ့များပြောက်ကြေသွားတယ်ကျွန်တော်ကတကပောက်ရဲ့ဟိုဘက်ဒီဘက်ခြိထားရဲ့အချီကျုပ်ကိုလမ်းမဖွေပေးသလိုပြုလုပ်လိုက်တယ်အင်းရှိကျမ်းမြင်ကို ခြေဆောင်နင်းတဲ့အတန်းမျိုးကိုကြားလိုက်ရပြန်နေတကပောက်မှာတကရက်ကတုံးဖယ်လိုက်တယ်လားမြင်တွေ့ရင်ဒီအိမ်မှာဘယ်ပါလောကသားမှမရှိတော့ဘူးအိမ်မရှိမိသားစုတွေဒီအိမ်မှာပြန်နေခြင်းလဲနေအင်းကိုရောင်းချေလဲရောင်းလို့ရပြီဒီအိမ်မှာတရေလေးမချောက်တော့ဘူး မယုံကြည်တဲ့သူတွေကတော့လာရောက်စမ်းသပ်ကြည့်ပုံဟော်ရီအိမ်မှာတရေချောက်ခံရတယ်ဆိုရင်အဲ့ဒီချောက်ခံတဲ့လူကိုကျွန်တော်ငွေတလားစာဝင်ငွေကိုပေးမယ်ဗျမကြာမီမှာထိုအိမ်ထဲမှာဘာတမ်းမှ မကြားရတော့ကြောင်းတရေတွေကိုဆရာတို့ကနှင်ထုတ်လိုက်ပြီးဖြစ်ကြောင်းသတင်းစကားထွက်လာတယ်အိမ်မှာရှိမိသားစုတွေဒီအိမ်မှာပြန်နေကြတယ်ညာဘက်မှာဘာတမ်းမှ မကြားရတော့ကြောင်းလို့သိရတယ် ဘာလောကသားတို့ကဆွဲလန်းမှုကိုလိုက်ပြီးနေရာအသီးသီးမှာကျင်းလေကျဆားနေတာကိုယုံကြည်သူရှိသလိုမယုံကြည်သူများလည်းရှိကြတယ်။တာမန်မုတ်ဖေးထူးခြားတဲ့အသံများအရေးအယောင်များကိုမြင်တွေ့ရတော့မှတရေ၆တဲဆိုပြီးကြောက်တဲ့ကြတယ်။ဖေးအမရှိကိုတရားစာမရုတ်ဖက်တန်ခါကိုမစည်းကပ်သူတွေကိုမကောင်းစွာဝင်ဘူးတတ်တယ်။ အဲ့ဒီအချိန်ကနေစပြီးထိုအိမ်တွေမှာတရေချောက်တန်ကိုလည်းမကြားရလမ်းသူလမ်းသားများလေးတွာလာရဲပြီးဖြစ်တဲ့အင်ဂျင်များလေးမိမိအိမ်မှာပြန်လီရဲပြီးဖြစ်တဲ့ဟောကိန်းဇလန်လေးကိုအဆုံးထိနာဆင်ပြီးကြရင်ဗိတဲ့များလုံးကိုကျေးဇူးများကြည်တင်ပါတယ်ချင်းကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပြီးဖို့တောင်းဆိုပါရစေရှင်။